မင်္ဂလာပါလွန်မြောက်ချင်းဒေသနာကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်အတူတူကဆေချစ်ခွာယူမယ်နှုတ်ဘော်ရဲ့ကောင်းစင်ကဘုရားတခင်ရဲ့အကြံစီဆိုတဲ့ကောင်းစင်နဲ့အတူတူကဆေချစ်ခွာယူမှာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်ရဲ့တက်တာတဲ့မှာကိုယ့်ရဲ့အကြံစီနဲ့မသွားပဲဘုရားတခင်ရဲ့အကြံစီတော်တိုင်းကျွန်တော်သွားဖို့လိုအပ်တယ်ဘုရားတခင်ရဲ့အကြံစီတော်တိုင်းပါလဲအထဲမှာကျွန်တော်တို့အသက်ရှင်ဖို့ လိုအပ်တာဖြစ်တယ်။ဇောနုကပတော်ယေရမိ29ခန်းကြီး7မှာတဖာမေတော်မူဒီကငါသည်တိတုကိုအကျိုးနည်းစီခြင်းကကြာစီသောအကျံမဟုတ်ပဲတိတုသည် မျောလေသောအချိုးကိုရမယ်အကြောင်းညေဟုစီခြင်းကဒါတိတုအဖို့ကြာစီသောအကျံတို့ကိုငါသည်အာမင်အဲ့မှာဘုရားတခေတ်ကပြောလို့ဆိုတိတုရဲ့အကျိုး နဲဖို့ငါချန်စီတော့အချံပေါ်ဘူးတဲ့တည်သူမျော်လေသောအရာကိုရဖို့ငါချန်စီတာဖြစ်တယ်ပြီးတော့ဘုရားတခင်ဘုရားဘုရားတခင်ကသူ့ရသူ့ရဲ့အချံစီကိုသူ့တည်တယ်တဲ့ချာကျွန်တော်ကြည်ကုန်မှန်းမှန်းနေဒီကနေ့ကျွန်တော်တို့အသက်ရှင်တဲ့ချိန်မှာကိုယ့်ရဲ့အချံစီနဲ့ကျွန်တော်တို့မသွားဖို့လိုအပ်နေဖြစ်တယ်ဘုရားတခင်ကရဲ့အချံစီကဘာလဲဆိုသူ့ရဲ့သားသမီးတွေမျိုးလေးထက် မျောလေထားတာထက်တာယူကောင်းသောအကျင့်စီကို သူတည်သောကြောင့်ဘုရားသူ့ရဲ့သားသမီးတွေမျောလေသောအကျိုးကိုရဖို့မြင်တာဘုရားတခင်ကအာလှုပ်ဆောင်တာဖြစ်တယ်။ဥမာကျွန်တော်တို့ကြည့်အာဗြဟံရဲ့အသက်တာထဲမှာကျွန်တော်တို့ကြည့်တဲ့ချိန်မှာလူအနေနဲ့လူရဲ့အတွေးခေါ်တဲ့အကျင့်စီဆိုရင်သူ့ရဲ့သားဤဆက်ကို သူပူဇော်ခြင်းမှမဟုတ်ဘူး။သို့တော့ဘုရားတခင်ရဲ့အကျင့်စီကို သူကဝှခံရတဲ့အချိန်မှာ မြောက်များစွာသောသူ၏ရွှေစုံမျိုးဆက်တွေပေါ်ပေါ်လာတဲ့ကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့ချေကျွန်တော်ညီကောင်မတွေကျွန်တော်အပိကြီးတဲ့သင်ရဲ့အသက်တာထဲမှာကြုံလာတဲ့အရာအလိုပါဘုရားတခင်ပါအချစီရှိတာဖြစ်တယ်။ ။ဒါကြောင့်မို့ကျွန်တော်ဘွားတက်တာတည်းမှာကျွန်တော်ကြုံတွေ့လက်ခဲခဲပြဿနာကျွန်တော်ကြုံတွေ့နေတဲ့အခက်အတန့်တစ်ခုချင်းစီတိုင်းမှာကိုယ့်ရဲ့အကြံစီနဲ့ကျွန်တော်တို့မဖြစ်ရှိပဲနဲ့ဘုရားတခင်ရဲ့အကြံစီပါလဲဆိုတော့ကျွန်တော်တို့သိဖို့လိုရတယ်ဖြစ်တယ်။ဘုရားတခင်ကိုကျွန်တော်တို့ဘုရားတခင်ရဲ့အကြံစီတော်ထဲမှာကျွန်တော်အသက်ရှင်ဖို့လိုရတယ်ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမတမန်နေကျွန်တော်ဘွားတက်တာတည်းမှာဘုရားတခင်ကသူ့ရဲ့သားသမီးတွေဒုက္ခရောက်ဖို့ သူရဲ့တို့သူရဲ့သားသမီးတွေဆင်းရဲချီးတဲ့အမြဲတမ်းရှိဖို့ဘုရားတခင်ကလိုတော်မရှိဘူးအမြဲတမ်းသူရဲ့သားသမီးတွေကောင်းစားသောအတ္တတပြီးညင်သက်ချစ်ရှိသောအတ္တတအဲ့ဒီအရာတွေဖြစ်ဖို့ဘုရားတခင်ကအမြဲတမ်းကြော်တော်တွေပြစီပြီးတဲ့ဘုရားတခင်ကကြံစီပြီးတာကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမတွေတိတုမျောလင်းသောအကျိုးကိုရဖို့ဘုရားတခင်ကပြစီပြီးတာဖြစ်တယ်။ဘုရားတခင်ကကြံစီပြီးတာဖြစ်တယ်။ ။ဒါကြောင့်မို့သူရဘွားအသက်တာထဲမှာကြုံလာတဲ့အရာအလုံးမှာဘုရားတခင်အရာစီရှိတယ်ဆိုတော့ကိုခွာပေးရင်အလုံးကိုဖျက်ရှိသူကောင်းချီးပေးပါစေ။